Do yeah. ်စာလေ့လာခြင်းအစီအစဉ်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကတော့ဗျာဒိတ်ကျမ်း16ကိုလေ့လာခဲ့ပါတယ်ဒီနေ့တော့18ကိုလေ့လာဖို့ကျွန်တော်တို့ကြွဖတ်လာပြီလို့လည်းယုံကြည်ပါတယ်အခန်းငယ်ကတော့18ခန်းပဲရှိပါတယ်သူကတိကနေ6ဒီတပိုင်း ခုနှစ်ကနေအဆုံးထိပေါ့နော်တော့ကျွန်တော်တို့လေ့လာတော့မှဖြစ်ပါတယ်ဗျာဒိကျန်16အငယ်1921မှာဆိုလို့ရှိရင်တော့ဖော်ပြထားတဲ့ဘာဘလုန်နိုင်ငံကြီးပျက်စီးခြင်းကိုဒီနေရာမှာတော့အခန်း16မှာတော့အသေးစိတ်ကျွန်တော်တို့တွေ့ရှိမှဖြစ်ပါလေအဲဘာဘလုန်ဟုခေါ်တဲ့ပြည်ဒေသကြီးဟာဖျံများစွာနဲ့ အပီလို့ပြီးတော့ခရီးမှာတွေ့ရများရဲ့အသွေးကိုကနဦးအင်ပါယာမှာတုံးကြရဲဆိုတာကျွန်တော်မှတ်တမ်းကိုတွေ့ရပါတယ်။ကိုစားပြုတယ်လို့လည်းဖော်ပြလို့ရပါတယ်။ကြံပြလိညာကနီ၁၈ကိုစတင်လေ့လာရင်ဖလားခလုံးရှိသောကောင်းကင်တမခုနှစ်ပါးတွင်တပါးတည်တာပြီလေငါ့ကိုနှုတ်ဆက်၍လာခဲ့ပါ။ရေပေါ်မှာထိုင်သော ြည်တစားရင်၌စင်ကြီးမှုကိုငါပြမည်။ဒီမှာဆိုရင်ခရိယာတွေကိုမျိုးမျိုးလှစားအပီယူလို့ပြီးတော့ဖြစ်စည်းနေတဲ့ပြည်တစားရဲ့အကြောင်းကိုကျွန်တော်ဖော်ပြမှာဖြစ်ပါတယ်။နောက်ပြီးတော့တနည်းအားဖြင့်ဒီဘာဘူးလုံလို့ပြောလိုက်တဲ့အချိန်မှာယောမနိုင်ငံကိုလည်းကူစားပြုတယ်။ဘာကြောင့်ယောမနိုင်ငံရဲ့ဒီအချိန်ကလည်းအဲ့ဒီအချိန်ကခရိယာတွေအများကြီး မှတွေ့ရတယ်အဖြစ်တပီးပြီးအသက်အသက်ခံရတယ်အများကြီးကျတော့တွေ့ရတယ်เนาะဒါကြောင့်ကနဦးရောမအင်ပါယာနဲ့ဘာဘလုနိုင်ငံကြီးကိုဒီဗျာဒိတ်ကျန်စကွန်ဒိုစီသူကိုစားပြုပြီးဖော်ပြတာလည်းကျွန်တော်တွေ့ရပါတယ်ရေပေါ်မှာထိုင်တော်ပြည်သူစာကြီးဒီနေ့အဖြစ်ရေပေါ်မှာဆိုတော့ပင်လေကုန်းတွေရေသုံးဖို့ရေကောင်းစွာရေကောင်းစွာရရှိတဲ့တနည်းအားဖြင့်ရေကိုအထောက်ပံ့လုံလောက်စွာရရှိတဲ့ မြုပ်ကိုပြောတာလည်းဖြစ်နိုင်ပါတယ်ပြည်တစားကြီးရတော့မိမိပျော်ပန်းမှုမကောင်းမှုနဲ့အကျိုးများရရှိဖို့အကျက်အကျင့်ပြက်ပြားတဲ့နိလန်းကိုများစွာကိုသူအသုံးချတဲ့အစိုးရစနစ်ရဲ့သွေးဆောင်ခြင်းကိုလည်းကုစားပြုရဲလို့တချို့ကဖော်ပြပါတယ်ဒီပြည်တစားကြီးကတနည်းအားဖြင့်ပြောမယ်ဆိုရင်မိမိရဲ့ကောင်းမှုမိမိရဲ့အကျိုးများအတွက် အကျင့်ပြပြားနေတဲ့အစိုးရစနစ်ရဲ့တွေးဆောင်ခြင်းကိုကိုစားပြုရလို့လည်းဖော်ပြပါတယ်။နောက်ပြည်ထစာကြီးနဲ့ဆန့်ကျင်စွာပြီးခရစ်တော်၏တရုတ်သမီးသည်စင်ကြယ်၍နာခံမှုရှိတယ်။ပြတိယ၁၉6မှာကြည့်လို့ရှိရင်သိုးတွန်းတော့ဘဝလုံးမြို့ပြီးကောင်းကင်ယေရုရှလင်မြို့နှင့်ဆန့်ကျင်ပဲဖြစ်တယ်။ပြတိယ20 30 နရက25မှာစီကျတော့တွေ့ရပါတယ်။ကနဦးကျမ်းသာလေလာသူတွေကစာဖတ်သူတွေကတော့ဗဗုလုံကိုယောမဟုလိမ့်မယ်ဆိုတာထတ်တူထမ်းများပြုကြတယ်။အတိမတ်ပြုကြတယ်။ဗဗုလုံဆိုတာဖျားခင်ပေါ်မှာရန်လူမုန်းတီးတဲ့စနစ်ကိုအဲ့ဒီစနစ်ရဲ့အားလုံးကိုပုံဆောင်နေခြင်းလေဖြစ်တယ်လို့ပြတိယအခန်းကြီး16အငယ်9မှာကျတော့တွေ့နေပါလေ။အငယ်1မှာတော့ လောကီရှင်မင်းတို့သည် မတရားသောမိထုံကိုသူနှင့်ပြုကြပြီးမြေကြီးသားတို့သည်သူ၏မတရားသောမိထုံဤစပိယနှင့်ရင့်မှုကြပြီးဟုပြောဆိုလျက်ရှိတယ်။ခုနပြောတဲ့အတိုင်းပဲသူကသူ့ရဲ့ပြောပါမှုသူ့ရဲ့ကောင်းမှုအကျိုးမြတ်တွေအကျင့်ပြပြတဲ့အစိုးရစနစ်ရဲ့တွေးဆောင်လူတွေကိုဖျားယောင်းပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်တယ်။အငယ်သုံးကငါ့ကိုဝိညာဉ်တော်အားဖြင့်တောသို့ဆောင်သွားလေ၏။ ခေါင်းခုနှလုံးနှင့်ကြိုးစေချောင်းရှိ၏ရှိ၍ဘုရားသခင်အထွေထွေကိုရှုံချသောနာမနှင့်အပြည့်ရှိသောတာယဲနီအပေါ်မှာထိုင်လက်နေတယ်ဒီတာယဲနီဆိုတာလည်းခုနပြောတဲ့ဘုရားသခင်ကိုစန့်ကျင်တဲ့လူတွေကိုပြောခြင်းဖြစ်တယ်သူမိမသည်အဝတ်နီအဝတ်မန်းကိုဝတ်လက်ရှင်တစားကြမြတ်တစားပလဲတစားတို့ကိုဆင်လက်ဆက်စွရင်ရှာပွေသောအရာနှင့်၎င်းမိမိမတရားသောမိထုံဤညှဉ်းညူးခြင်းနှင့်၎င်း ပြည့်တော်ရှိဖလားကိုကြင်လက်ရှိ၏။နဖူးနဲ့အက္ခရာတင်တော်ဘွဲ့မူကနစ်နေသောအရာဘာဘူးလုံမြို့ကြီးပြည်တစားတို့၏အမိမြေ၌ဆက်ဆုပ်ရင်းရှာပွဲသောအရာတို့၏အမိဖြစ်သည်။ထုံမင်းမသည်တန်ရှင်သူသည်အသွေးယေရှု၏တတ်တည်ခံတို့၏အသွေးနှင့်ယဉ်မှုတွေကိုငမြင်၏ထုံသူမြင်တော့ကအလုံးအော်မိန်မတော်တွေ့နေတယ်။ စ်တော်ရဲ့ယုံခရစ်တော်ကိုယုံကြည်တဲ့ခရိယာတွေကိုတပ်ဖြားဖို့သူဝမလေးဘူးဖြစ်စီဖို့ဝမလေးဘူးအတင်းတော်ကိုဖြစ်စီဖို့ဝမလေးဘူးเนาะအဲ့ဒီအသွေးလောက်ရတော့ပျော်နေတာဒါစာဒံရဲ့လောက်ရတစ်ခုဖြစ်တယ်စာဒံရဲ့လက်ပါစီဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရတယ်နောက်ကအငြင်းသုံးကတော့တားရင်နေအကြောင်းပြောထားတယ်ဒီတားရင်နေက ဖြတိကျမ်းစနစ်သုံးမှာလည်းကျွန်တော်တွေ့ခဲ့ရတယ်။တွေ့ခဲ့ရတယ်ငကားသူမဟုတ်ဖြတိကျမ်း73အငယ်1မှာတွေ့တယ်ပြင်းနေသေးကတက်လာတယ်သားရည်ဖြစ်တယ်။နောက်တယ်သားရည်นี่ဆိုတာကဖြတိကျမ်းစနစ်သုံးမှာတွေ့ရတယ်ငကားဒါမှမဟုတ်ရင်ဖြတိကျမ်း73တက်မှာတွေ့ရတယ်ပြင်းနေသေးကတက်လာတယ်သားရည်တကောင်ဖြစ်တယ်။အငယ်6မှာသူမင်းမာတီတန်ရှင်သူတွေအသွေး ယေရှုတက်တဲ့ခံကြတဲ့အသွေးနဲ့ရင့်မှုတွေကိုမှမြင်တယ်။တမိုင်းတလျှောက်လုံးမှာပြန်ကြည့်ရင်လူတွေဟာမိမိတွေယုံကြည်ချက်အတွက်အသက်ခံရရတယ်ဆိုတာကျွန်တော်တို့အများကြီးတွေ့ခဲ့ပါပဲ။ဝါဒတော်၎င်းသူခံယူချက်အတွက်ဆိုတော့အသက်ပေးသွားတာအများကြီးတွေ့တယ်ပဲ။လူငယ်ရင်းနှစ်ရာစုမှာဖြစ်နေတဲ့အဆွေအများကြောင့်လူတမ်းမများစွာအသက်ခံရပြီးအဲ့ဒီအချိန်မှာလည်း ယုံကြည်သူများစွာပါဝင်တာကျွန်တော်တွေ့ရပါတယ်။ဒီမိမရဲ့မူးယစ်ခြင်းကသူ့ရဲ့မကောင်းသောဆောင်ရွက်မှုတွေပြီးမြောက်မှုကိုတွေ့ပြီးတော့အဲ့ဒီအပေါ်မှာသူကပျော်ရွှင်ရင့်မှုနေတာတွေ့ရတယ်။တနည်းအားဖြင့်အသင်းတော်ပေါ်အောင်နိုင်တဲ့ရောက်မှားယွင်းစွာခံစားနေမှုကိုပြတာတယ်။အန်တီခရစ်ကခရိယာဓမ္မဆရာတွေကို နဲ့ဓမ္မတရားကိုရေရောပြီးတော့လှိစားပြီးတော့အသိဉာဏ်ကိုဖျက်ဆီးတဲ့အပေါ်မှာသူအောင်းနိုင်တဲ့အောင်ဖြစ်နေပေမဲ့အောင်းနိုင်နေထင်ပြီးတော့မှားရဆိုတာသူခံယူနေတာကိုလည်းကျွန်တော်တွေ့ရတယ်အဲ့ဒီသူ့ရဲ့ရှေ့မှာဆိုရင်ကြဆုံပြီးတဲ့မာတုရတို့ရဲ့အသိဉာဏ်ရဲ့ယုံကြည်ခြင်းကိုပို့ခံခံလာစီဖို့ဖော်ပြတာတွေ့ရတယ်ခရစ်တော်အတွက်အသိခံသွားပြီးဓမ္မတုရတွေရဲ့ သူရဲ့အသင်းတော်ပေါ်မှာဘုရားသခင်အသင်းတော်နှုတ်ကပတ်တော်မှာယုံကြည်မှုကိုပုံမှုခံကန့်စီဖို့ပေါ်ပြနေတာလဲကျွန်တော်တွေ့ရတယ်။တနည်းအားဖြင့်ကိုယ့်ရဲ့ယုံကြည်တဲ့အသက်ကိုပေးသွားတာဒါကိုကျွန်တော်တွေ့ရပါတယ်။ဗျာဒိကျန်ခကြီး၁၈ခုနှစ်အငယ်၈ကတော့အခန်း၁၂မှာကျွန်တော်တွေ့ရတဲ့ငကားစာတန်နဲ့ဒီမှာ မြင်တွေ့ရပါတယ်အငယ်ရှိကယခုမြင်ရသောတားရဲသည်ဖြစ်ဖူးပြီးဖြစ်စင်းမရှိအနှစ်ဆုံးသောတွင်တွေကတက်၍ဖြစ်စီခြင်းသို့ရောက်လိမ့်မည်ကဘာဥကပင်အသက်ဆောင်သောနှင့်စည်းမှုဝင်သောမြေကြီးသားတို့သည်ဖြစ်ဖူး၍ဖြစ်စင်းမရှိဖြစ်လက်တံသောတားရဲကိုမြင်သောအခါအော်ကြလိမ့်မည်ဓမ္မဆိုလို့ရှိရင်ငကားစားတာကိုတွေ့ရမယ်အခန်း73ထဲမှာဆိုရင်ပင်လယ်ထဲကတက်လာတဲ့တားရဲနဲ့ စာတန်ထံကနေသူကတကူတွေရရှိရတာကိုကျွန်တော်တို့တွေ့ရအောင်ပဲအငယ်၁၄နဲ့အခန်း၁၄နဲ့၁၆မှာဆိုရင်ဘုရားသခင်ကကြီးမားတဲ့တရားစင်ကြီးကိုလည်းကျွန်တော်တို့မြင်တွေ့ရအောင်ပဲဖြစ်ပါတယ်ဒီအခါမှာဆိုလို့ရှိရင်တားရင်နဲ့ငကားနဲ့စင်တူသောတားရင်နေအဲ့ဒီတားရင်နေကပြည်သာကြီးဤမဟာမိတ်ဖြစ်ပေါ်လာတာကိုလည်းကျွန်တော်တို့ တွေ့ရပါတယ်ဖြစ်ဖူး၍ဖြစ်စေမရှိဖြစ်လက်တန်စုသောစကစုသည်အသက်ရှင်၍တည်ပြီးအသက်ပြန်ရှင်လာသောတားရဲ့ကိုဆူလိုနေခြင်းဖြစ်ပါတယ်တားရဲ့ဤထမြောက်ခြင်းကမကောင်းမှုကိုဆက်လက်တရှိနေခြင်းကိုပုံဆောင်နေခြင်းဖြစ်ပါတယ်တနည်းအားဖြင့်မကောင်းမှုတွေကပုံပြီးတော့တူးပွားလာခြင်းလူများစွာကအဲ့ဒီတားရဲ့နဲ့ပူပေါင်းကြမည်ဖြစ်တော်လဲ မကောင်းဘက်သို့ဝင်စားရန်ရွေးချယ်တော်သူတို့သည်မနတ်ဤကံကြမ္မာဖြစ်တဲ့သာဝရညင်စေခြင်းကိုမိမိတို့အပေါ်သို့ကြားရောက်ဖို့စီရင်နေခြင်းပဲဖြစ်ပါတယ်။အငယ်ရှိမှာတော့အသက်ဆောင်ဆောင်နဲ့စီးမပွင့်သောမြင်ကြီးသားတို့သည်ဖြစ်မှု၍ဖြစ်စေရှိတော်ဒီအကြောင်းကြောင့်ဖော်ပြတယ်။ကိုးနှစ်ဆက်တင်မှာတော့ဤညာနဲ့ပညာနဲ့ပြည့်စုံသောညာရှိဤ ခေါင်းခနှလုံးကမိမထိုင်သောတောင်ခနှလုံးဖြစ်၏။ရှင်ပြင်ခုနှစ်ပါးလည်းဖြစ်၏။ငါးပါးကြပြီးတပါးရှိလေ၏။တပါးဖြစ်လေဥမီဖြစ်သောအခါခဏသာတည်လိမ့်မည်။ဒီမှာလဲရှင်ယောဟာက တောင်ခနှလုံးအကြောင်းကိုဖော်ပြထားတယ်။ယောမမှာနာမည်ကြောက်ကြားတဲ့အဲ့ဒီတောင်ခနှလုံးကိုရင်ကျွန်းနေခြင်းလည်းဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်လည်းလွန်ခဲ့တဲ့ 20လောက်ကထင်တယ်ကျခရစ်တော်တန်လာကျူဆောက်ဖွဲ့မှာ7 mountain ဆိုတာဘာသာပြန်ပြီး seminary ကျလုပ်တယ်အဲနောက်ပိုင်းမှာတော့တချို့ဆရာတွေရဲ့လှုပ်ဆော်ဟောပြောမှုနဲ့လူတွေကတော်တော်တောက်စိတ်မစားကြတယ်ကျယူရသာတင်းနေမှာဆိုလို့ရှိရင်နိုင်ငံရေးသမားတွေခေါ်တယ်ဘာသာရေးဖုန်းတို့ကြီးတွေခေါ်တယ်နောက်စီးပွားရေးသမားတွေခေါ်တယ်အမှုပညာရှင်တွေခေါ်တယ်အဲ့လိုတောင်းခဏလုံးလို့အဲ့ စာရေးဆရာလဲကျွန်တော်ခရစ်တော်တန်အကျိုးဆောင်ဖွယ်ဖြစ်တယ်ကျွန်တော်ဒီဂျီနီဗာကောင်ရှင်ကိုခေါ်တယ်နောက်အမေရိကန်မှာလဲကျွန်တော်ဒီဝေါ်ဆမစ်အာကွန်ဖရင့်မှာသူလာရှင်းပြတယ်ဒါပေမဲ့ဒီမှာပြန်ကြည့်ရင်လူရည်ရဲ့တက်တာမှာအဲ့လိုမျိုးခစ်နဲ့လွန်ကြီးစွာပေါ်ပြခြင်းနေရာနောက်ကြောက်သွားတာပဲခဏပဲတည်တယ်အခုဆိုဒီတောင်ကလုံးလူတွေတည်တော့မတည်တော့ အလားတူပဲဒီနေ့ပြန်ကြည့်လို့ရှိရင်ကျွန်တော်တို့ဒီခစ်ပေါ်အတွေးခေါ်တွေခစ်ပေါ်တုန်တင်မှုတွေကိုကျွန်တော်တို့ခရိယန်တွေဆရာတွေလိုက်ပြောနေတွေ့ရတယ်။ဟောဆရာဖေမြင့်ကြားပြီးဒီစောင့်တွေထွက်ခဲ့တာနော်သူပြောတာကျသိလိမ့်မယ်။အောင်မြင်နေဆိုပြီးတော့ရလိုက်လို့ရှိရင်အဲ့ဒါအဲ့ဒီနေရာကြားပြီးကြားစင်ကြီးအစပဲဖြစ်တယ်။အဲ့ဒါကိုချဲ့ပြီးတော့ပြောကြတယ်။တချို့ကလည်းမြင့်မြင့်တွေးပါ ာဘက်ရှိ University မှာလည်းပေးရှိပွဲရတဲ့သူတို့လူတွေကိုကျောင်းသားထုချွန်တဲ့ကျောင်းသားတွေတုံးတက်တဲ့အခါမှာလူတရားမှာ300ခန်းလောက်300ခန်းနှုန်းလောက်ပဲအောင်မြင်သွားတာတွေ့ရတယ်။မြင့်မြင့်တွေ့တချို့မြင့်မြင့်တွေ့ရောဖြစ်လာတဲ့အခါမှာစိတ်တကြပဲတကူတတိတော်ကြတယ်။စုံစရတဲ့အချိန်မှာတော့စိတ်တက်တယ်ကြွရပြီးတော့တကယ်လက်တွေ့ကြတော့မဟုတ်တာလည်းတွေ့ရတယ်။ဒါလေးတဖြည်းဖြည်းနဲ့အခုလောကအတွေးခေါ်တွေက နော်ဒီခါလေးအတွေ့အကြုံပြောင်းပါဒါဆိုရင်မင်းကတူတဲလိမ့်မယ်မိမိတွေ့အမိမိမိဖြစ်မယ်စသဖြင့်ဒီနေ့အမှုရဆောင်ကြီးပဲလေဒီလောကကြီးတရားတွေကိုပဲဟောပြောနေကျမ်းစာတစ်ခုမှမပါတော့တာကျွန်တော်တွေ့ရတယ်တတိလည်းထားဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကိုးကြတဲ့ယေရှုကမနေ့ယနေ့နောက်ကလာမပြောင်းမလဲဘူးဒါရှင်ဘောလို့ပြောတယ်ကျမ်းစာလာတဲ့အတိုင်းမင်းတို့ခံယူအပ်တဲ့အတိုင်းခရစ်တော်ဒီငါတို့အတွက်အသေးခံတယ်တကြွပြီးမှ သုံးရမြုပ်တည်းမှာရှင်းပြန်ထမ်းရောက်တယ်။အဲ့ဒီတရားကိုလွှဲပြီးတော့ကောင်းကင်နဲ့မပဲလားဟောဟောငါစိတ်ပြောင်းလဲပြီးတော့အာဒါလည်းမဟုတ်ပါဘူးပြန်ဟောရင်ငါတို့အလုပ်ကျင်ကျင်ခါပါစေ။ဒီနေ့အဲ့ဒီတရားလွှဲပြီးတော့ဟောပြီးတော့လောကအရာတွေနဲ့ပဲလူတွေကိုနှင်းသိအောင်လုပ်နေတာကကျင်ကျင်ကိုခံရမယ်အရာတွေဖြစ်တယ်။အဲ့ဒီနောက်လိုက်တဲ့လူတွေကလည်းကျင်ကျင်ကိုခံမယ်အရာဖြစ်တယ်။ဒါသခင်ယုဒါကိုတိတော့ပြောပါလေ။ ကျင်းတဲ့လမ်းကိုလူတွေနေတယ်လျှောက်တယ်လူနေတယ်ကျန်းစာနဲ့ကျန်းစာနဲ့ကျန်းစာနဲ့တိတ်မလိုက်ချင်ကြဘူးဒီနေ့ကျွန်တော်တို့ခရိယံဓမ္မဆရာတွေကလည်းနမကြီးပြီးတော့အယောင်တွက်တဲ့စာအုပ်တွေတင်နှနေရတယ်ယူပြီးတော့တက်ကြနေဝယ်ဟောကြားနေပြီးတော့တခါမှအဲ့ဒီတက်ကြနေမဖတ်ဘူးတဲ့လူတွေလှည့်စားပြီးအဲ့နောက်ကိုပါနေကြတယ်ဟိုလိုကဝင်ညှဥ်ဥ်လို့ပေါ့နော်လူဘောလူဆိုလုံနေရေးဆိုဖတ်ပြီးတော့ဒါလေအများကြီးကျွန်တော် အတင်းတော်တွေမှာပါဝင်လာတာကျွန်တော်တွေ့ရတယ်။ဒါဒီလက်ခဏခဏပြောင်းပြောင်းသွားမှာပါ။နော်ဘဝအတိပဲဘလူးရှာဖွေးရမလဲအကြဉာဏ်ပေးတာလေ။နော်နောက်တော့ဘဝရဲ့အာအတူစီအကြံပြုတာလေ။နော်တင်းချသောအောင်မြင်မဲ့နီလာနေအိမ်မက်တွေဘယ်လိုမှစတဲ့ပြင်ဒါလေးအများကြီးကိုတက်ကြနေရဖို့ပြအဲ့ဒီတက်ကြနေကိုလည်းခရိယန်တွေကရှောက်ပြီးတော့ဟောပြီးတော့အတင်းတော်ထဲမှာကျမ်းသာနဲ့ ဆက်အမတူတော့လူတွေကလည်းစိတ်ဝင်စားပြီးလိုက်နေကြတယ်ဒါဒါလည်းအလုံးဟာပြောက်ကွယ်သွားလိမ့်မယ်ကြောင့်မနေ့ယနေ့နောက်ကလည်းမပြောင်းမလဲဖရားတော့မနေ့ကလည်းဒီတိုင်းပဲဒီဧဝံဂေလိမလို့ဒီလည်းဒီတိုင်းပဲနောင်လာလည်းဒီတိုင်းပဲအဲ့ဒီရှင်မစိတ်စားပြီးကောင်းကင်ဓမ္မနေရာပဲလာပြောပြောရှင်ဘောလိပြောငါတို့ပဲပြန်ဝင်လာပြောပြောဘယ်သူပဲပြောပြောအဲ့ဒါအကျင့်နဲ့ဆိုင်သွားတယ်ဒါကြောင့်ကျွန်တော်တို့နားလေရမှာကကဘာပေါ်မှာ ဲ့ဒီလိုလှုပ်ရှားလှုပ်ဆောင်မှုတွေခုနကတက်ကြန်နေဘုရားတွေ့တယ်မှုလမ်းကြောင်းနေချမ်းသာကြွယ်ရေးလမ်းကြောင်းနေနော်ဒါဒီအမျိုးမျိုးလာလိမ့်မယ်အဲ့နောက်ကိုလိုက်သွားရင်တော့တမန်ကျမ်းသာပြောပါတယ်အဲ့ဒီလူတွေကိုရှောင်ပါတဲ့ဒင်းတင်ရောက်ရင်ချင်းတဲ့နော်ဖျားခင်ပြောတဲ့အတိုင်းပဲတမန်တရားကိုလက်ရလို့ပါမတိန်ရှက်ဖို့အမတန်ရည်ကြည်ပါလေဖျားလေးကျမ်းမှာဆိုရင်အဲ့ဒီဒါရေကခဏလေးပါပဲ ခဏပဲတည်မယ်ဒါကိုကျွန်တော်နားလည်လို့ရှိရင်အဲ့ဒီနောက်ဒီလိုက်တော့မှာမဟုတ်တော့ဘူးဒီမှာဘာတွေ့ရလဲဆိုရင်စာလံကဖျားသခင်နဲ့ဆန့်ကျင်ဘက်အထုတ်ထိအချင်းတွေကိုလူတွေကိုဆွေးဆောင်သွားပြီးတော့ပြညွန်နေတာကျွန်တော်တွေ့နေမယ်တနည်းအားဖြင့်မကောင်းမှုတကိုးသည်အကန့်တရှိပြီးသူပြည့်စည်ခြင်းသည်မလွဲမသွေရောက်လာလိမ့်မယ် ဒါကိုကျွန်တော်နားလည်ဖို့အမှန်တရားရေးကြည့်တယ်။စာတန်ရဲ့ဘုရားသခင်နဲ့ဆန့်ကျင်တဲ့လောကနိယာမတွေတက်ကြန်နေဒါတွေအားလုံးကတနည်းအားဖြင့်ကျွန်တော်စိတ်ထဲမှာတော့အထုအထက်ကိုရောက်ပြီလို့ပြညုံနေလို့ထင်ကောင်းထင်နေမယ်။ဒါပေမဲ့စိတ်ချအဲ့ဒါတွေကအကန့်အသတ်ရှိပါလေ။မကြခင်ဘုရားသခင်ရဲ့စီရင်ခြင်းရောက်လာတဲ့အခါမှာပျက်စီးခြင်းကမလွဲမသွေမြည်ကြီးလက်ခံမလွဲ တို့ခံစားရမှာဖြစ်ပါလေဗျတိကျန်ကဏ္ဍခုနှစ်ငယ်စနစ်မှာဆိုလို့ရှိရင်ယခုမြင်ရသောဂျိုစီအချောင်းကမင်းအန္တစစ်ကိုမရသေးသောရှင်မင်းစေပါဖြစ်၏ရှင်မင်းအန္တစစ်ကိုတားရင်နဲ့အတူတစ်ချက်တည်းရကြလိမ့်မည်ဂျိုစီအချောင်းကတော့ပေါ်လာမဲ့တိုင်းနိုင်ငံများရဲ့ရှင်ဘုရင်များကိုကိုးစားပြုတယ်ဆိုတွေ့ရတယ်။တနည်းအားဖြင့်ဆိုရင် ရောမအင်ပါယာပြီးနောက်အခြားအင်အကြီးနိုင်ငံများပေါ်လာလိမ့်မယ်။ရောမသည်အန်တီခရစ်၏စနစ်ကိုဘလူးအလုလောက်ခကြောင်ကို ပြတဲ့နေရာမှာနမူနာကောင်းတစ်ခု ဖြစ်ပါလေ။ဒါကိုခုနပြောတဲ့လူတွေလိုက်ပြီးတော့အပြိဝမဟာမိဖွဲ့မှုကိုတောင်းဆိုမယ်။ကျမ်းတာနဲ့တကူတွေနဲ့ဖိနှိပ်မယ်။ကျုံပြုတ်ခြင်းဖြင့်အုပ်စုခြင်းတို့ကိုပြုမယ်စီးပွားရေးနဲ့ကျော်လုံမယ်ရှင်မြင်စေပါသည့ ဘသူဖြစ်တယ်ဆိုတာကိုမိမိတို့ရဲ့တကူကိုအန်တီခရစ်အားပေးအပ်ကြတယ်အဲ့ဒီသုံးသင်ငယ်ကိုစစ်တိုက်ပဲဒါချင်းဆေဘာကသူတို့မှာရှိတဲ့အင်အားတွေတကူတွေစီးပွားရေးတွေအားလုံးကိုအန်တီခရစ်ကိုပေးပြီးတော့မှအန်တီခရစ်ကသုံးသင်ငယ်နဲ့ခရစ်တော်ကိုစစ်တိုက်ဖို့ပြင်ဆင်မယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ခရစ်တော်ရဲ့အသင်းတော်လူမျိုးစုကိုတိုက်ခိုက်ဖို့လုပ်လာလိမ့်မယ် အငယ်၁၆ရောက်လာတဲ့အခါမှာယခုမြင်သောဂျူစင်ကြောင့်နှင့်တားရဲသည်ပြည်တစားကိုမုံ၍သူ၏စီးတင်ကိုဖျက်ဆီးလိမ့်မည်သူ၏ဝတ်တစားကိုချွတ်၍သူ၏အသားကိုကိုက်စားလိမ့်မည်ဒီမှာတုံလို့ချက်ချက်ဝဲကောင်းတဲ့အဖြစ်ပြက်ပြောင်းလဲမှုကြီးကိုပြည်တစား၏မဟာမိတ်တို့သည်အဲ့ဒီပြည်တစားကြီးကိုရံပြွ၍ဖျက်ဆီးကြတာကိုကျွန်တော်တွေ့ရမယ်မကောင်းမှုသည် ဤကဲ့သို့ပင်အလုံးလွတ်တတ်ပါတယ်နောက်ဆုံးကြလဲမကောင်းမှုကပျက်စီးခြင်းမှာလမ်းဆုံးပါတယ်ပင်ကိုယ်တဘာဝအရာဖြစ်စီတတ်ပြီးမိမိဤရွယ်ချက်ကိုအစီမခံတော့ပါကမိမိဘက်တော်သားများကိုပင်လေရှင်းပြတတ်တာကြောင့်တွေ့လိမ့်မယ်တနည်းအားဖြင့်အာနာရှင်စနစ်ရဲ့လက္ခဏာတွေတွေ့ရမယ်အစဉ်ပြေတဲ့သူ့လူကြဆိုရင် okay ပဲအလုံးနဲ့အလိုကြမဟုတ်တော့ဘူးဆိုရင်တော့ ဖြက်စီခြင်းခံရမယ်ဒီလိုပြည်တစားကြီးကလည်းခုနရှင်ပြေ7ဘာနဲ့ပြီးလုံမယ်အန္တရာယ်အမယ်နောက်ဆုံးသဘောချင်းမတည့်တဲ့အခါမှာအကုန်ဖြက်စီခြင်းခံရမယ်ဆိုတာကျွန်တော်တို့ဖော်ပြထားပါတယ်ဖျားမပါတဲ့မဟိုင်းမြဖွဲ့ခြင်းကနှစ်ဦးနှစ်ဖက်စလုံးကမိမိရဲ့အကျိုးကိုရှေ့တန်းတင်ထားသောကြောင့်ဒုက္ခတွေရောပြုနေတဲ့မဟာမိတ်ဖွဲ့ခြင်းဖြစ်တယ်။ဒါဖျံမပါတဲ့မိတ္တဟာယ ဖယားမပါတဲ့စီပေါင်းစီကြီးဟာအနာရီလူကြမယ်ကိုအကျိုးပဲရှိတဲ့တင်တဲ့အခါမှာတောင်းတဲ့တယောက်ကွဲပြားကြမယ်ပုံမြင်မှာမကောင်းတဲ့ရင်းနဲ့ပြန်လာလိမ့်မယ်ငွေပူပေးတဲ့အတင်းတော်ကိုပုံမျက်နှာပေးလာမယ်မပေးနိုင်တဲ့အတင်းတော်တွေဆိုရင်ခကြီးတော်မဆိုင်တော့ဘူးစသဖြင့်ဒီကနေ့အတင်းတော်ထဲမှာလည်းဒီပုံစံကြီးကိုစတဲ့ကဖြေးပြီးရင်တွတ်သွင်းနေတယ်ဒါကိုကျွန်တော်တို့နားလည်သဘောပေါက်ဖို့အမှန်တရားရေးကြည့်ပါလေဒါကြောင့် ပန်းဖို့လေဆိုတာသဘောချင်းတူပြီးတော့ပန်းဖို့ချင်းအင်မတန်အရေးကြီးတယ်။စီးပွားရေးဖြစ်ဖို့ပို့ရကြောက်ကြလာဖို့ကိုပို့ရအစဉ်ပြေဖို့ခဏလေးပြည်သာကြီးလှုပ်ရင်တစ်ချိန်မှာတော့ပျက်စီးခြင်းကိုဥတည်သွားပါလိမ့်မယ်။အငယ်၁၈ကဘာပြောလဲဆိုတော့သူဤကိုကိုလည်းမိရှုလေးမိအကြောင်းမူကားသူတို့ဒီဖျားခင်အလိုတော်ကိုပြုခြင်းကလည်းကနှုတ်ကပတ်တော်မပြည့်စုံမီတိုင်အောင် သဘောတူ၍မိမိတို့နိုင်ငံများကိုတားရင်းနဲ့အပ်ပေးခြင်းက၎င်းဖျားသခင်တွေသူတို့ရောအကြံပေးတော်မူပြီဘေကိစ္စပဲဖြစ်ဖြစ်ဖျားသခင်ကအရာရာကိုတာဝန်ယူထိန်ကွက်နေတယ်အုပ်ဆိုးနေတယ်ဆိုတာကိုမကောင်းတဲ့လူတွေရဲ့အကြံစီများနဲ့မကောင်းတဲ့ဆွေဝချက်များအပေါ်တွင်အုပ်ဆိုးနေကြောင်းကိုဖျားသခင်မိမ့်မာတဲ့အတိုင်းပဲ ဖြစ်လာမယ်ဆိုတာကိုကျွန်တော်ဒီတည်းမှာဒီပြတိကျမ်းထဲမှာတွေ့ရပါတယ်။ဒါကြောင့်ခုနပြောတဲ့လူအနေနဲ့မိုင်းမိတ်ဖွဲ့ခြင်းနဲ့စာတန်နဲ့အပြည့်လုပ်ခြင်းနဲ့ဒါဒီအလုံးအပေါ်မှာအာကိုမိကိုပဲလိုက်လျှောက်တော်မူပဲနဲ့ဘုရားသခင်အပေါ်မှာယုံကြည်ကိုးစားတဲ့နေဆိုတာကိုကျွန်တော်နားလည်ရပါတယ် တဘောချင်းတူတူပန်းဖို့ချင်းအမှုပဲအမှန်အရေးကြီးတယ်အဲ့ဒီအလင်ပါပဲဖျားရှိတယ်စီးပွားရေးအရာအဆင်ပြေမှုအရာခဏပြည့်တဲ့စာကြီးလို့သူရဲ့တတမှုအဆင်ပြေမှုကြီးပွားမှုဒီအတွက်ပဲလုပ်နေလို့ရှိရင်တော့အဲ့ဒီအဖွဲ့အစည်းကတဖြည်းဖြည်းနဲ့တဘောထားကွဲလာကွဲလွဲမှုတွေမကြီးမချမ်းဖြစ်မှုတွေအပုတ်နဲ့နေထွက်လာမယ်ဆိုတာကျွန်တော်တွေ့ရပါတယ် တနည်းအားဖြင့်ဆိုရင်ဘုရားသခင်ဟာ तू ပြောတဲ့အတိုင်းပဲမလဲမသိဖြစ်လာမယ်ဆိုတာကိုလုံးဝအကျဉ်းပဲယုံကြည်စိတ်ချနိုင်ပါလေစိတ်ချတင့်ပါလေတခါလေဘုရားသခင်ဟာသူ့ကိုစန့်ကျင်တဲ့လူတွေကိုသူ့ရဲ့အကြံစီကြီးအကောင့်ထဲပေါ်လာဖို့သူ့ရဲ့အကြံစီဟာလူတွေမြင်လာဖို့အတုံးချနေတာလည်းကျွန်တော်တွေ့ရပါတယ်ခွင့်ပြုနေတာလည်းတွေ့ရပါတယ်အဲ့ဒီလူတွေကိုဘုရားသခင်ဟာသူ့ရဲ့အကြံစီ ခရီးတော်တွေပြည့်စုံမှုတစားမလာနေနဲ့သုံးနာကိုလည်းကျွန်တော်တို့အများကြီးတိုင်းရောက်မှတွေ့ခဲ့ရပါတယ်။ဘုရားသခင်ကလက်ရှိကမ္ဘာလောကကြီးကိုမကောင်းမှုတွေကိုခွင့်ပြုပြီးတော့တိုင်းနိုင်ငံတွေကိုထုဖောက်စိတ်ဝင်မှုအသင်းတော်တွေကိုလောကီဆန်သာစိတ်ဝင်မှုတွေကိုဘုရားသခင်ခွင့်ပေးနေတော်လဲကောင်းကင်တည်နေပြီးရည်တည်တရားရှင်တဲ့အချိန်ဒါတွေအလုံးပျောက်ပြေသွားနိုင်မယ်။ ဖြာသခင်နာမကိုသုံးပြီးတော့နမိတ်လက္ခဏာပြုခွင့်လောကီပညာရေးသုံးပြီးတော့အံ့ဩစရာလုပ်ခွင့်ကိုဖြာခင်ခွင့်ပြုထားပါလေဒီနေ့အသင်းတော်တွေများစွာတို့ဒီဓာရီကိုကျင့်နာပြီးလှုပ်ဆောင်နေကြတယ်ဒါအဲ့ဒီနေ့နောက်ဆုံးတဲ့နေ့ကျရင်တင်းတို့ကအလင်းမတည်ဘူးဆိုတဲ့ဖြာခင်ရဲ့စီရင်ခြင်းကအင်မတန်မှကြောက်စရာကောင်းတာသူတို့သူတို့မသိဘူးလောကရဲ့လက်တလုံးအောင်မြင်မှုကြော်ကြမှုကလိုက်ပြီးတော့ဒါရှင်တိမောဒီကို လူငယ်တွေကိုရှင်ပေါလုကတိကျမှပါတယ်ခရစ်တော်ရဲ့သဘောကကြောက်စိုးကိတ္တိတတ်မြင်သောစိတ်နဲ့ဘာမှမလုပ်နဲ့ချီးမွမ်းတယ်ပဲဖြစ်ဖြစ်ဟောပြောတာပဲဖြစ်ဖြစ်ပေးလှူတာပဲဖြစ်ဖြစ်ပရိဒါလှူတာပဲဖြစ်ဖြစ်ကြောက်စားကြောက်စိုးကိတ္တိကိုတတ်မြင်သောစိတ်ရှိပြီးတော့ဘာမှမလုပ်ပါနဲ့တဲ့မဟုတ်ကသူတစ်ပါးဒီကုရတရဲ့ကောင်းပြတ်တယ်ဆိုရဲနှိမ့်ချသောစိတ်ရှိပလိုတယ် ဆာလမန်ကထောင်လွားသောကြောင့်ကောင်းငင်ကကြခဲ့ရတယ်။တခင်ဘုရားလည်းပြောပါတယ်ထောင်လွားသောသူတို့ကိုဘုရားသခင်စီးတမယ်လို့တမန်ကျမ်းသားကပြောပါတယ်။နောက်ဆုံးတစ်ချက်ကကိုယ်အမှုရာကိုရှိပါရဲ့။သူများအမှုရာကိုရှိမှတ်ဖို့ကိုယ်အမှုရာရှိမှတ်တဲ့လူကကိုယ်ပဲချမ်းသာဖို့ကိုယ်ပဲအဆင်ပြေဖို့ကိုယ်ပဲကြော်ကြဖို့ကိုယ်ပဲကိုယ်ပဲလုပ်ရတယ်။ဒါတခင်ယေရှုကဒီလိုမဟုတ်ဘူး။ငါ့ကိုယုံကြည်တဲ့လူကငါပြုသောအမှုသူရတဲ့အရေးကြီးသောအမှုကိုပြုအောင် လုတ်ပြနေတော့ကျွန်တော်တွေ့ရတယ်။ငါပဲကြောက်ကြဖို့ငါပဲတင်ရှားဖို့ငါပဲလူတွေတိလူတိပြဖို့မဟုတ်ဘူး။သူလို့ဘောဆောင်ပဲတည်းရသူတည်းပူပြီးတော့လှုပ်ဆောင်နေအောင်ပညာရေးမှာဓမ္မပညာရေးမှာစတိတာရေးမှာတော့အားလုံးရေးမှာတကယ်ရှိပြတဲ့ပုံသက်တွေကိုရှောက်ဖို့ဖြာတိကြံကကျွန်တော်တို့တုံတင်နေပါလေ။ငွေဆက်ရှိက ယခုမြင်သောမိမသည်ယခုမြင်သောမိမသည်လည်းလောကီရှိမြင်တို့ကိုအုပ်စုသောမြို့ကြီးဖြစ်သည်ဟုကောင်းကင်တမှာပြောဆို၏ဒီပိဒါသာကြီးကတော့အပီးလုံးပြီးတော့လောကမှာရှိတဲ့ရှိမြင်တွေအုပ်စုပြီးတော့အပီးလုံးပြီးတော့အဲ့ဒီအပီးလုံးရဲ့စနစ်ကြီးတစ်ခုတည်ထိုင်ပြီးတော့တစ်ချိန်မှာကဘာတစ်ခုလုံးကိုလွှမ်းမိုးကြိုးစားမယ်ဒါပေမဲ့ဒါကိုတည်တဲ့ လူတွေကသူ့ပြန်ပြီးတော့ဖိပြလိုက်မယ်ခဏပဲတည်မယ်ဒါကြောင့်တကယ်ဖျားပြုတ်ပါလေလောကနဲ့ဆိုင်တဲ့အရာတွေကခဏပဲတည်မယ်မြင်ရတဲ့အရာတွေကခဏပဲတည်မှာပါမမြင်ရတဲ့သာဝရနဲ့ဆိုင်တဲ့အရာတွေကသာဝရတည်ရှိမယ်ဒါလေးကိုကျွန်တော်ပေါက်လို့ရှိရင်မတည်တဲ့အရာတက်ကိုမလိုက်တော့ဘူးဒီလောကနဲ့ဆိုင်တဲ့ဘဝကြောချင်းတာပြတ်ွယ်သွားလိမ့်မယ်ဖျားသိင်းနဲ့မဆိုင်စော်တည်ပြီးတော့ဖျားသိင်းဆိုင်တဲ့အရာတွေပေါ်မှာပဲ ကျွန်တော်အသက်ရှင်သွားမယ်ဆိုရင်ဒီပြားလေးကြံကိုလေ့လာတဲ့အကျိုးမိမိတို့ခံစားခံစားရတဲ့သမကဒီတစ်ပတ်လည်းတစ်စိမ်ဝင်ငါကြည်အဖြစ်ဒီအကျိုးတွေကိုမျှစွာမျှတာစွာလူတိုင်းခံစားရမှာဖြစ်ပါတယ်ဒါဒီနေ့ပြားလေးကြံကိုလေ့လာတဲ့အခါမှာသူများကိုချင်းချဖို့အတွက်မဟုတ်ပါဘူးပြုပြင်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်ကလည်းပြင်ဆင်ရင်လည်းတစ်ချိန်မှာကျွန်တော် တဲ့လောကကလည်းမအသေးခံပြီးလေခရစ်တယ်တူမြဝါထင်တယ်ဘလောက်ဝမ်းမြောက်စရာကောင်းမလဲအဲ့ဒီချိန်ကြရင်သူကျေလို့တိစဘူပြတဲ့ကြောင်လိလာတဲ့ခါမှာတကယ်ပဲခရစ်တော်ပေါ်မှာစစ်ချမှုနဲ့ဘေးရန်ကြီးကလွတ်မြောက်ပြီးတော့အတင်းတော်တင်းစေတဲ့ခါမှာခရစ်တော်တူပါသွားဖို့အပေါ်မှာသုံးငယ်မင်္ဂလာဆောက်ပွဲ The Marriage Supper of the Lamb တူတူကတကဘာလို့ရင်ကြည်တယ်ပွဲတော်မင်္ဂလာ ဝင်စားဖို့အခုလေးကပြင်ဆင်ကြပါစို့။လာမယ့်အပတ်မှာတော့ဗျာတိကျ18ကိုတော့လေ့လာမယ်ဖြစ်ပါလေ။ဗျာတိကျ18ကတော့20နဲ့၄ခန်းရှိပါတယ်။ဒါလို့ဒီချက်ဖတ်လာပြီးတော့ကျွန်တော်တို့လေ့လာသွားမယ်ဆိုရင်ကျွန်တော်အသေးစိတ်မပြောဘဲနဲ့ဒီလိုပြောသွားတဲ့အခါမှာအားလုံးပို့ပြီးတော့သဘောပေါက်နားလည်သွားလိမ့်မယ်။ဒါကြောင့်ကိုယ်ကိုလှည့်ပြပြီးတော့တမန်တရားကိုနာယုံမြတ်တာပြုသူတို့ဘယ်နဲ့ တမန်တရားကို လိုက်လျှောက်ကျင့်ကြံခြင်းအဖြစ်လောကမှာနေစဉ်အကျိုးကျေးဇူးနဲ့ကိုရိုနာပြန်တွေ့တဲ့အခါမှာနှစ်ဖြာသောအကျိုးကျေးဇူးကိုခံစားဆောင်ရွက်နိုင်အောင်အရောက်တိုင်းကိုဖျားကောင်းကြီးပြပါစေ။